ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ခိုင်တပြီလုံးတေးသိမ့်ပြီးကမှရိန်ဂျာသိန်း၈တောင်းကျော်အားမအားလာမှပြန်လက်ခံမိဘူးတော့ကိစ္စစသည်ပြောရပါပြီတဲ့သူမြတ်ကျော် မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဧပြီလ9ရက်နေ့2025ခုနှစ်လူမြတ်ကျော်ရဲ့ညာကင်းပိုင်းတင်ဆက်မှုတွေကဒီနေ့ကတော့ခြုံငိမ့်စွာကြိုးစိုးနေလေးရှိပါတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ဖလန်းမျိုးတိတ်တိုက်ပွဲတည်င်း အားလုံးလဲကြားသိပြီးဖြစ်မှာပါကပ္ပစရီဟုလက်ရှိတအားပိနေတဲ့တညောင်လက်ရှိတအားပိစိတ်ရောဘာတွေဖြစ်ကုန်လဲနောက်တစ်ခုကကျွန်တော်တို့ဒီရပိုင်းတွေမှာပေါ့နော်ဘာသာရေးမိုင်းတိုက်တဲ့သတင်းတွေအများအပြားတွေ့နေရတယ်တွေ့နေရတယ်ဒါတွေကိုပြောချမှာဖြစ်တယ်ငလင်ဘေးနဲ့အတူ ဘာသာရေးမိုင်းတိုက်တာတွေအများပြားရှာအဲကြားနေရတယ်တွေ့နေရတယ်မြင်နေရတယ်နောက်တစ်ချက်ကအာခတ်တတော်ဤရခိုင်တပြည်နယ်လုံးသိမ့်ပိုက်ထိမ့်ချုပ်ပြီးချိန်ကာမရွန်ဂျာရီတသိန်း၈တောင်းလက်ခံမယ်ဆိုပြီးဘင်္ဂလားနဲ့တွေ့တော့မှမအလာကထပြီးကြိုကြွပြတယ်လို့ဆိုပါတယ်တတလုံးကရွန်ဂျာရီကိုလူမျိုးရေးခွဲခြားဆက်ဆံမှုတွေနဲ့ ရှင်ကုံဘုရားရှိမာတော်ဘုရားကျော်ရောက်တဲ့အစ္စလမ်ဘာသာဝင်ကိုတွားပြီးမောင်းထုတ်တဲ့မဘာသာတစုကိုမြေတောင်မြောက်ပြိုးထောင်ပြီးလူမျိုးရေးဘာသာရေးမှိုင်းတိုက်တဲ့ဖက်စစ်တပ်ကလည်းအခုကြာရွန်ကြာတွေကိုလက်ခံမဲတယ်လားနေပြီးတော့မှထားမှလားဘာသာရေးလူမျိုးရေးမှိုင်းတိုက်သွေးခွဲမှုတွေလုပ်ဖို့ပြင်ဆင်လာတဲ့အကွက်တွေတကွက်ချင်းကိုကျွန်တော်ဒုတိယပိုင်းမှာပြောမယ် ပထမပိုင်းမှာတော့ကျွန်တော်တို့တော်လန်သတင်းတွေကိုအရင်တင်ဆက်ကြရအောင်တော်လန်သတင်းတွေကတော့ပထမဦးစွာဖလန်သတင်းကိုကျွန်တော်အရင်ဆုံးပြောကြားချင်ပါတယ်ဖလန်ဖလန်ထလို့ရောက်ဤဖလန်မြို့ကိုတင်ပတ်လိုက်ပြီချင်းအောင်တပ်ဖွဲ့ရဲ့မဏိမနာတိုက်စစ်ဆင်မှုကြောင့်ဒီနေ့ဆိုရင်ဖလန်မြို့တင်တိုက်ပွဲကြီးအောင်မြင်သွားပြီဆိုတဲ့အကြောင်း ဧပြီလ9ရက်နေ့မနက်စောပိုင်းမှာတိမ်ပတ်ရရှိထားပြီဆိုပြီးဒီကနေ့ပဲထုတ်ပြန်ကြေညာပါတယ်အဲ့တော့လက်ရှိအခြေအနေဒီမှာတော့ထိတွေ့မှုအ ਨੇ အချင်းရှိရဲ့အသေးစိတ်ကိုတော့မနက်ပြန်မှာတရားဝင်ထုတ်ပြန်မယ်လို့ကျွန်တော်တို့သိရပါတယ်ဖလန်းမျိုးကိုတိမ်ဖို့အတွက်ကလရ268တက်ရင်တစ်ခုတည်းကိုဝိုင်းပတ်ပိတ်ဆို့ထားပြီးဒီကနေ့တော့268တက်ရင်ကုန်တိုက်ပွဲလက်နက်ခဲယမ်းတွေစစ်တုပ်ပန်းတွေဖမ်းဆီးရရှိပြီး ဖလားမြုပ်သိမ့်တိုက်ပွဲအောင်မြင်တော့ပါတယ်။ဂုံယူပါတယ်ချင်းညီတော်တပ်ဖွဲ့လူ။နောက်တဲ့သတင်းတစ်ခုအနေနဲ့အမြဲတမ်းအရေးကြီးလာပါတယ်ဆိုတော့စစ်တပ်ရဲ့လေရင်အလက်နက်ကြီးတွေထုတ်တဲ့ကပ္ပစာမကွေးတိုင်းစလင်းကကပ္ပစာတွေကိုတိုက်ခိုက်ဖြိုချ ို့ကြိုးစားတယ်ဗျာဒါပေမဲ့အဲ့ဒီကပ္ပစာတွေမတော်ခင်မှာကပ္ပစာတွေကိုလက်စစ်တအားပေးနေတဲ့လေရင်ဘုံတွေထုတ်လို့ပေးနေတဲ့ကပ္ပစာ20 21 25နောက်တစ်ခုကစိတ်ဖြူရဲ့အမှတ်ကိုလေချောင်းညာကာဝေးကုတ်ကဲမှုစစ်စီဌာနချုပ်လာစခကိုလက်စစ်တအားပေးနေတဲ့တညာ တအားခွဲစိတ်ုံကိုတက်ခတ်ချီမှပလိုက်ပါပြီ။ဒါအင်မတန်မှန်ကန်တဲ့စစ်တပ်ရဲ့ရေတောက်မြစ်တွေကိုဖျက်ချတဲ့နီးနာလို့ကျွန်တော်တို့ယူဆလို့ရပါတယ်။တအားခွဲုံမှာရှိတဲ့ transformer အလုံး80အထိုင်ချတက်ဆွဲရတဲ့စစ်ကောက်စီတက်၄နာရီကျော်တိုက်ပွဲတိုက်ခိုက်ပြီးတော့ ခွဲယုံမှုအရာရှိနေဦးစစ်ကောင်စီတပ်30ကျော်မတာပေါ်ပြီးတော့ transformer အလုံး80တက်စီလိုက်နိုင်ပါတယ်ဒီလိုလဲစစ်တပ်ပြတ်တောက်သွားမှုကြောင့်ကမ္ဘာစာ20 21 25လစခကိုလက်စစ်တပ်လုံးဝပြတ်တောက်သွားပြီးစစ်စင်ထုတ်လုံးလုပ်ငန်းတွေရပ်တန့်သွားပြီးဒါတော်လိုင်းရေးကိုဒီဇိုင်းမမခိုင်ခိုင်မာမာလုပ်နေတဲ့သူတွေရဲ့ တော်လန်နီးနာတွေကတခုတည်းသောနီးနာဖြစ်ပါတယ်အဲ့တော့ဘသူတိုက်တာလဲဘသူတွေတိုက်ခဲ့တာလဲဆိုတော့ဗမာတက်တော်အမတ်၃စဦးစီးကိုကေးမှုကဦးစင်ကဗမာတက်တော်တိုက်ရင်ခုနရခုပေါ့တောင်ပိုင်းကျမိုင်နဲ့တူနာပြူတက်ဖွဲ့တောင်းစစ်အောင်လိုကေ PDF မင်းမူအမတ်၁တရင်ကံကောခရိုင်ပူပေါင်းတက်ဖွဲ့စလင်းမျိုးနဲ့ပကပတက်ခွဲစိတ်ဖြူမျိုးနဲ့ပကပတက်ခွဲ မကွေးတိုင်းဒရုန်းလက်ယုံတပ်ဖွဲ့မင်းမှုခရိုင်လက်ယုံတပ်ဖွဲ့အဲ့တော့ဒီလိုတိုက်ခိုက်မှုတွေအပြီးမှာတညောင်တအားကွဲဆက်ယုံတိုက်ခိုက်မှုတွေအပြီးမှာတော်လိုင်းရဲဘော်တဦးကြဆုံးခဲ့တယ်လို့သိရပါတယ်ဆိုတော့ဒါပြင်မှာကမ္ဘာ24က စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကိုပေါက်မကွေးမိုင်းဆွဲတိုက်ခိုက်မှုတွေဆောင်ရွက်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်မိုင်းဆွဲတာမှာတစ်ကြိမ်ကိုတစ်လုံးလုံးနဲ့သုံးကြိမ်ဆွဲတာမတာပေါ်လာကအရာရှိနှလောင်းစက္ခ17ဦးသူတို့ကိုနေပြီးတော့ဂရင်းတရားစေးုံကိုတည်သွားတယ်လို့ MI Assembly နဲ့တည်သွားတယ်လို့ကျွန်တော်တို့ကြားရပါတယ်အဲ့တော့ ဒီတိုက်ခိုက်မှုကလည်းစစ်မျိုးတကူတော်ဂျာဆို LPF နဲ့ပေါ့တောင်ပိုင်းပကဖရဲ့ကြီးပကဖပြည်သူဒီမိုကရက်တစ်တပ်တော်ပြည်သူဒီမိုကရက်တစ်တပ်ဖွဲ့ပူးပေါင်းတိုက်ခိုက်တာသိရတယ်ဆိုတော့စုဖွဲ့ညီညွတ်စွာတိုက်ပွဲဝင်နိုင်မှုရဲ့အစွမ်းတကူကိုသိလာကြပြီဖြစ်ပါတယ်ဒီကနေ့ဆိုရင်ညောင်ကျုံးကိုသိမ့်ပိုက်ရရှိပြီးကပ္ပဆ969 16လာပြီအဲ့နံပါတ်တစ်ခုရှိတယ် အုတ်ရှိပင်ညောက်ချေတော့တကြောကကပ္ပစတွေအကုန်လုံးရက်တန့်ထားရတဲ့အခြေအနေရှိနေပြီထပ်ပြီးတော့တညောင်တအားဝဲစစ်ယုံကိုတိုက်ခတ်နိုင်မှုကြောင့်ကပ္ပစ21 20 25စိတ်ဖြူအမကူလီကြောင့်ရဲ့ကာကွယ်ရေးကုကဲမှုစစ်စင်ဌာနချုပ်တို့ရက်တန့်သွားပြီဒီအခြေအနေဖြစ်နေပြီဘာဆက်လုပ်ကြမလဲဘာဆက်လုပ်တင်တယ် ်စစ်ကိုနိုင်အောင်တိုက်ပါဒီဖတ်တို့မဖြစ်ရင် sorry မြေမပိုင်ရင်စစ်မနိုင်စစ်မနိုင်လို့မြေမပိုင်မြေမပိုင်လို့စစ်မနိုင်မြေမပိုင်စစ်မနိုင်ရင်အစိုးရမဖြစ်ဘူးအခုတော့တော်လိုင်းရေးသမားတွေလို့မမြင်တော့ပဲအစိုးရတော်လိုင်းကြီးလုံနေတာမဟုတ်ဘူးအစိုးရလုံနေတာလို့ပဲကျွန်တော်တို့ကမြင်တဲ့သူတွေကိုတဲ့တယ်ပြောရရင်တော့ NUG ပါပဲ ကျွန်တော်ရဲဘော်မိတ်ဆွေတွေကတော့အရေးအတန်းပြောပါတယ်ကိုမြတ်ကျော်ရဲ့ NUG ကြောင့်ထဲ့ပြောမနေပါနဲ့တော့နည်းလားထဲ့ပြောမနေပါနဲ့ကြားကိုမကြားခြင်းဘူးဆိုတော့ဒါပေမဲ့ထိတ်ကပိတ်ထိုင်နာပြီးအလူငွေဒေါ်လာဘီလီယံပေါင်းမြောင်များစွာတွေနဲ့ဘာဆက်လုပ်မှာလဲလို့လေပြည်သူလူထုကမိကွန်းထုတ်စီခြင်းပါတယ်ဒီကာလဟာတဖက်မှာလည်းငလင်ပေးကြောင့်မဟာလာဖက်စစ်တာအကောင့်နဲ့အဆိုးရောထွေးပြီးတော့ရှိနေပါတယ်အကောင့်ကပါလဲဆိုတော့ နေပြည်တော်နဲ့ကိုကဲမှုဆိုင်ရာစနစ်တွေလေရင်ကွင်းတွေအအဆရှိတာတွေပေါ့သူရဲ့အခြေခံအဆောက်အဦပြည့်စုံမှုပြည်သူသေးတော်ကိုအဖတ်မလုပ်ဘူးမင်းအောင်လိုက်တဲ့အတိုင်းဝိုင်းတစ်ခုလုံးဖုံးကြီးတွေပါမှကြံဒီနေ့ပြောမှာဒီဒီကူစေကိန်းကကျွန်တော်တခါလေးပြောမှာဒီနောက်ပိုင်းမှာတပတ်မှာအကောင်းကပါလဲဆိုတော့ဒေါ်လာဘီလီယံမြောက်များစွာကိုအဲဘယ်လိုပြောမလဲအလူခံရရှိပြီးတော့ပြည်သူလူထုကိုကယ်ဆယ်ရေးစခန်းဖွင့်တာမပြောထမင်းတလောက်တာမကြွေးဘူး ဒါတွေနဲ့ဘာတွေဆက်လုပ်နေဆိုတော့တနက်ဝင်းမယ်စစ်နိုင်အောင်တိုက်တယ်သူအာနာယူနေတယ်ဘ ᱹ ဒုတေတေတတိုင်းမီလုံးတေစစ်ကောင်စီဘောလောဘလောဘလောမာဖေဘောမာလော်ဘီဒီပြောတယ်လို့ပဲဒီဖက်စစ်တပ်ကညေကြံရပြီသူတို့အုပ်ချုပ်ရရင်ပြီးရောသူတို့တမရဖြစ်ရင်သူတမရဖြစ်ရင်ပြီးရောတင်းလောက်တိယူတွတ်မိုင်မဲတဲ့စိတ်ကြစားကောင်တိုင်းကြီးကိုလုံးဝဖျက်ချတာ မြေကြီးကလည်းမหนีပါဘူးဆွဲလှုပ်ရမ်းပြီးခါချနေပါတယ်ငလင်ပြီးနေပေါ့ဒါပေမဲ့ပြည်သူလူထုကတော့မြေစာပင် ဖြစ်ပြီးလူရုပ်မာရဲ့လူရုပ်မာကိုတဘာဝဋ္ဌတရားကြီးကဒဏ်ခတ်တာပြည်သူလူထုကတော့မြေစာပင် ဖြစ်နေဒီကနေ့ဆိုရင်မန္တလေးမှာစေကုတ္တမှုခက်ခဲနေဆိုတဲ့အကြောင်းတွေအများပြားကြားရတယ်လို့လျော်မိုးရောပြစ်ထန်တာကြောင့်မြေပြုံမှုတွေဖြစ်တာတွေလည်းအများပြားကြားရပါတယ်ငလင်မေးကိုလည်းတက်နေတဲ့လောက်ကုညီမှုတွေရှိနေတာကိုသိရပြီး ။ငလျင်ဘေးနဲ့အတူဖြစ်ပေါ်လာတဲ့ဘာသာရေးမှိုင်းတွေအများပြားကျွန်တော်တွေ့နေရပါတယ်။အဲ့တော့ဒါလေးကိုမပြောခင်မှာတိုက်ကြီးကပါစာ7ကိုတာဝေးမစ်ဆိုင်းဒုံးနေတဲ့ပြက်ကတိုက်ခိုက်တဲ့ကိစ္စအဆက်ကျွန်တော်ထပ်ပြောပါမယ်။အဲ့တော့ကပါစာ7တိုက်ကြီးဆိုတဲ့နေရာကိုတွားပြီးတော့ မဆိုင်ဝင်းရင်းဒုံးနေတဲ့တိုက်ခိုက်ဖျက်ဆီးတဲ့အချိန်မှာတမြန်နေ့ကဧပြီလ9ရက်နေ့ကည10နာရီဟောဧပြီလ4ရက်နေ့ည10နာရီတရှိုးအဖွဲ့ SAF နဲ့ USO အဖွဲ့တွေပူးပေါင်းတိုက်ခိုက်မှုကြောင့်တကြီးကဝါဒစတင်မှာလက်နက်ငယ်ဆက်ရုံရိခါကိုတော်ခဲယံကိုတော်မီးလောင်ပျက်စီးပြီး16ဦး အိုနာဂျိုကန်အပြင်းထန်တန်ရာငါဦးမတာပေါ်တာမတာပေါ်တာကကျွန်တော်ထင်တယ်ဆက်ရောက်ထမနေတဲ့အခြေအနေမှာရှိပါတယ်ကပ္ပစရိကတ်တင်တဲ့ကာလာလို့ပြောရမှာပါပဲအဲတော့ဗမာပြည်တော်ကရှိတဲ့ကြီးသားဆက်မှုလုပ်ငန်းလို့ခေါ်တဲ့စစ်တပ်လက်နက်ပစ္စည်းအစစအရာထုတ်ပေးတဲ့စက်ရုံမှန်သမျှအခုတည်းကပြေးလာကြပါ တိုက်ကြီးမှာရန်ကုန်ကတိုက်ကြီးကပ္ပစဟုတ်တယ်နော်ညောင်ကျုံညောင်ချီတော့အုတ်ရှိပင်မှာကပ္ပစ9696နောက်ထပ်ဗမာတက်တော်နဲ့ပူပေါင်းတက်တွေတိုက်ပွဲဝင်တိုက်ခတ်နိုင်မှုကြောင့်ကပ္ပစ20 27 25လင်းစခစတခ6လက်စီမီပြတ်တော့သွားပြီကပ္ပစ3ခု6ခု9ခု ကပ္ပစခုနှစ်ခုထိကိုတော်လိုင်းတက်တွေဟာအာယုံဆက်ပြင့်မှတ်ထားတိုက်ခိုက်လိုက်နိုင်တယ်။နောက်ထပ်ကပ္ပစတွေထတ်တိုက်ဖြူချမှာဖြစ်ပါတယ်။ရှင်းတယ်နော်။ရှင်းတယ်နော်။ဒါတော့တိုက်ရင်ကိုကိုရင်တိုက်ပေါ့ဗျာ။ကျွန်တော်တို့စော့ဩခဲ့တဲ့အယူအဆတို့ကိုခေါ်သဘောတရားအစဲခန့်အစုခံပြီးဒီလောက်ငလီပေးဖြစ်နေချိန်မှာစစ်တိုက်ရမလားလို့အော်ကြီးကျင်တဲ့လူသားချင်းစာနာဒူလူလူ ရွှေပြည်တော့ရောက်လာပါလေခါတော်မီရွှေပြည်သမားတွေလူလူရက်ွက်တဲရဆွန်လောင်းအသိန်းအသိန်းလူလူလူတွေရှိခဲ့ပါတယ်ပေါ့အပြစ်မတင်ပါဘူးသူတို့ယူဆယုံကြည်တဲ့အတိုင်းယူဆယုံကြည်နိုင်ပါတယ်ကျွန်တော်ကတော့စတင်ကလေးကငလင်ဘေးကိုလဲကူစစ်ပွဲကိုလဲတိုက်စစ်ကိုလဲပြင်းလို့ပြင်းပြင်းထန်ထန်ခိုင်ခိုင်မာမာကျွန်တော်ပြောခဲ့တာပါလုံးဝတော့မဆုတ်ခဲ့ပါအဲ့တော့လူသားချင်းမစာနာဘူး 捏脚哈，旅游嘛，捏脚哈，耽误你票价，票价时间你死巴嘞，伸手哇，多多。只能拿老人呢，只能对的嘛，商家嘛来信呀，安慰吧。因为我到那里，后面部把位老人来说了，商家嘛来对你的，只能老人嘛，啊，老吧，大恩地心吧，没人对你的好啊，大恩路。 ဒီအောင်ဝဲရဖို့ဘယ်နေရာအောင်မြင်ဖို့အဲဒီတော့အမားတွေပါတွေပါသွားနိုင်တာလည်းရှိပါတယ်ဒါပေမဲ့အမားမပါအောင်ဖတ်စစ်တက်ရဲ့တလျှောက်လုံးသောပြုတ်မှုကြင်ကြံဆောင်ရွက်မှုတွေကိုစဉ်းတကြလိလာကိုကိုတိုင်းခံစားခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ပေါင်းဆက်အတိတ်မှာဖြစ်ခဲ့တဲ့နိုင်ငံနိုင်ငံမှာဖြစ်ခဲ့တဲ့တင်ငန်းစာတွေဖြစ်ပျက်တွေကိုတင်ငန်းစာယူပြီးတွေးခေါ်မျှော်မြင်ပြောဆိုထုတ်ပြန်ခြင်းဖြစ်ပါတယ် ကျတော့ငလင်ဘေးကိုလည်းကူရမယ်ပြည်သူကိုကူတိုက်ရင်ကူအနေဆုံးကူရင်နဲ့တိုက်တိုက်ရင်နဲ့ကူအနေဆုံးကျွန်တော်တို့စစ်စစ်ပြင်ဆင်ခုခံကာကွယ်မှုစစ်ပြင်ဆင်ရမယ်လို့ကျွန်တော်တို့ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့စစ်တပ်စောက်ချင်းသိတယ်ဗျာ။ဘယ်တော့မှစစ်မရဘူး။စစ်တပ်ဟာကဘာပြူပြူမီးလောင်လောင်သူ့ရောက်ခမသိသိစစ်အနိုင်တိုင်ရေးပဲ။စစ်တပ်ဆိုတာလေ။ စစ်မနိုင်ရင်တဆွေလုံးတစ်မျိုးလုံးစစ်တပ်အတိုင်းဝိုင်းတစ်ခုလုံးကျိုးစင်တက်ရမှာကိုသူတို့သိတဲ့အတွက်သူတို့စစ်ကိုနိုင်အောင်တိုက်ကိုတိုက်လိုက်မယ်တိုက်ဖို့ကြိုးစားလိမ့်မယ်နောက်ဆုံးမနိုင်ရင်အရင်ပုံစံဟောင်းနေလို့ရွေးကောက်ပွဲလုပ်မယ်ပြန်လာကြတွေးဆုံဆွေးနွေးမယ်ဆိုတဲ့အဥ္စရာတွေထိုးဝင်လာလိမ့်မယ်စစ်တပ်ရဲ့လုံလီလုံဟန်ဖြစ်ပါတယ်အဲ့ဒီမှာရောင်တော်ပြန်နိုင်ငံရေးသမားတွေက တိတိကြီးနဲ့ကိုတည်သူလူလူကိုပြာရင်နဲ့ဝမ်းချတာတွေရွှေပြည်တရားဟောတာတွေလုံလာပါလိမ့်မယ်ကျွန်တော်ပြောရင်လွဲခဲ့ပါတယ်မယုံရင်စောင့်ကြည့်လိုက်ပါအဲ့တော့ငလင်လေးပေးငလင်ပေးစဖြစ်တဲ့ကကျွန်တော်တို့တိုင်ရင်ကိုလို့စောခဲ့ပါတယ်စစ်ကိုလည်းပြင်ပါပြီးသူကိုလည်းကိုပါလို့ပြောခဲ့တဲ့အချက်တကယ်ဆောင်ရွက်နိုင်ခဲ့တာတွေကိုတွေ့ရင်ကျွန်တော်မမှားဘူးဆိုတာလေးတော့ကျွန်တော်ယုံကြည်မိပါတယ်နော် စစ်တပ်ကလည်းလေရင်နဲ့အချိန်ပေါင်း30တဲ့မတန်းငလီဆက်လုပ်တဲ့28ရက်နေ့ကနေဒီနေ့ထိဘုံကျဲတိုက်ခိုက်တပ်ဖြတ်မှုတွေရှိနေပါတယ်။ဒါတော်လန်ရေးရဲ့အခြေအနေပါ။ဒုတိယပိုင်းမှာတော့ငလီဘေးနဲ့အတူအမျက်ထုတ်မှုတွေကိုကျိုးရှာမှုတွေသဘောထားကွဲမှုတွေနဲ့အတူဘာသာရေးမိုင်းတိုက်မှုတွေပါလာပါတယ်။ပထမဦးဆုံးကျွန်တော်တွေ့လိုက်တဲ့ဘာသာရေးမိုင်းတိုက်မှုက ကြောက်တက်တာဇေဒီနဲ့မလူစာဒီဆိုပြီးပေါက်ပန်း40ပြောနေကြတာပါကြောက်တက်တာဇေဒီကငလင်တန်ကြောက်အခုသူဖြိုချတော့မယ်ဆိုတော့ဗီဒီယိုတွေလိုက်လိုက်တင်ပြီးမလူစာဒီလက်တစ်ပတ်ရှိတယ်မိသိကဝတ္ထုတွေရဆိုပြီးပေါက်ပန်း40ဒီဝါတာမိုင်းတိုက်နေပါတယ်နံပါတ်1နံပါတ်2ဆွဲတက်ဆွေဆိုင်ဆိုတဲ့ကောင်ဟာမဘာသာဘုံကြီးဝိရတူ 冇啦，朋友为得多。交代呢，嘛，所以当地政府对某部老公公做爱说的，说这个五千钱呢，讲的，明阿爸话他骗你吧，实讲是农民的代办。为啥读书啊？不打八达，上幺路，个把个多么差了？为啥读教？不打八达，五年啊？吃八达五年呢？个把路路，个把皮路路，差 rema？不打八达哈？ နားနေမှုလွဲခံခဲ့ရတယ်အထင်သေးခံခဲ့ရတယ်။ကမ္ဘာတိုင်းမဂဇင်းမျက်နှာဖုံးမှာဝီရသူကိုဗုဒ္ဓဘာသာအကြံဖတ်သမားလို့ခေါင်းစဉ်တက်ခံရတာ။ဗုဒ္ဓဘာသာအစွန်းရောက်တယောက်အဖြစ်နဲ့တီယာထွေရခိုင်ရွန်ကြအရေးခင်းတွေ ICT ICT ရောက်တရားဆွဲဆိုခံရတဲ့လူမျိုးတုံးတက်ဖြတ်မှုတွေကိုလှုံ့ဆော်ဆော်ခဲ့သူဝီရသူဖြစ်ပါတယ်။သူနဲ့အတူအောင်တောင်းလို့ပါဝင်တယ်လို့ စစ်တပ်တစ်ခုလုံးကြောတော့နောက်ခံပေးပြီးလူမျိုးရေးဘာသာရေးသွေးခွဲမှုနဲ့ဝါရာမိုက်တက်လူမျိုးရေးဘာသာရေးအထီးကျောင်းတွေဖန်တီးဖို့ကြိုးစားတစ်ဖက်မှာ NLD အစိုးရကိုတိုက်ချဆိုတဲ့လမ်းစဉ်နဲ့ဆောင်ရွက်ခဲ့တဲ့သူဖြစ်ပါတယ်ဝီရသူတမိုင်းကိုပြန်ပြောရင်ဝီရသူပြောဆိုချက်များဟာဓမ္မလားအတ္တမလားဆိုပြီးညက်ကြော်ဟာရန်ကုန်စုလီမြို့တော်ခမ်းမရှိကနေပြီးတော့ နိုင်ငံတော်တန်ခါနာကကဘာအီးဖျားဝင်းထဲမှာထိမေကွန်ထုတ်ခဲ့တယ်ကောမဘာသာကိုညမတပီလုံးမှာလူနဲ့ကျော်ထွက်တိုက်ခဲ့တာပါတပိုင်းကိုလမ်းကြည့်လိုက်ပါဒီကောင်ကြီးဆောင်ကြောင်ကောင်းကောင်းသိပါလေဗျာအခုထက်လုံလာပြန်ပြီဒါအပြင်မှာလူတွေတောက်တောက်နေအောင်တေးချီပျက်စီးပြီးတိုင်းပြည်နဲ့တပွန်းပြပုံအတိနီးပါဖြစ်နေတယ်တစ်ဖက်မှာစစ်ပွဲကြောင့်တစ်ဖက်မှာငလင်ပင်းနဲ့သဘာဝပင်းရေပင်း ်မိဘတစ်ဖက်မှာစစ်အာဏာရှင်တစုရဲ့ရုံမာမှု၆တိုင်းလုံးကျွရွာလုံးကျွမြို့လုံးကျမိလောင်ပြာချနေတဲ့အချိန်မှာမျက်ကြီးတပြိုင်ပြိုင်နဲ့သမိုင်းတလုံးတော်စားဖို့ရုံးကန်နေရတဲ့အချိန်မှာဘုံကြီးကြောင့်၅တက်ဆောင်၄တက်ဆောင်စောက်ပြီးအလူတန်းလုံးလို့ကုသိုလ်ရမယ်ဆိုရင်အဲ့ဒီကုသိုလ်မျိုးကျုပ်တို့မလိုချင်ဘူးလို့တိတ်တိတ်ပြောလိုက်ပါတယ်နောက်တစ်ချက်က ဒီဒီခုနဲ့စေကိန်းကပြောတဲ့ video file တစ်ခုတက်လာပါတယ်ကျွန်တော်အဲ့ video file ကို down လာပါတယ်ဟိုဘက် allergy review မှာကျွန်တော်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်ခုခုနအရင်ဆုံးကြည့်လို့ဒါပေမဲ့ကျွန်တော်စက်ပြစက်ပိုင်းဆိုင်ရာအခက်အခဲတွေကြောင့်ကျွန်တော် down အရင်ပြောလိုက်တာပြီးသူတွေတည်ရှင်တလောက်တည်နေဖြစ်ချင်းတလောက်ဖြစ်နေဒီဒီခုဟာလေကျွန်တော် video မှာတေချာကြည့်တယ်ဒီဒီခု share တော့ဟာလေဒူးတနန့်နန့်နေဗျာဖျားရည်အကုန်ထီးတင်ကြပါ့မယ် ဟာဘုန်းကြီးเจ้าကိုဘယ်လိုဆော့ပြင်မလဲလေးတောင်းဆောင်ကြီးရိုက်ပါပြည်သူလူထုဒုက္ခရောက်နေတယ်တက္ကະတက္ကမတွေဒုက္ခရောက်နေတာကိုတစ္ဆက်ကလေးမှစိတ်ဝင်စားမှုမရှိပဲပြည်သူလူတွေစုံကိုစားနေတာအင်မတန်အံ့ဩစရာကောင်းလောက်တယ်ဗုဒ္ဓဘာသာဝင်ယဟန်တော်တပါထိတ်တန်းကဘာကျော်ကြီးရဲ့အချိန်ကိုကျွန်တော်တွေ့လိုက်ရပါတယ်အယံဝန်နေမှုကောင်းပါတယ် ငါတို့ဖင်ကျုံ sorry ဖင်ကုံဥချခဲ့တာငါတို့မစားခင်ဒီဥဖြဖြတမင်းဦးလေးကတမင်းလေးကပ်ပြီးလူဒန်းခဲ့တာတွေဟာဒီလိုတုတ်ပြန်ခံရဘူးလားဒီလိုမြင်လွယ်ခဲ့ပြခံရဘူးလားဒီလိုအတိမအမြင်မားတွေပေးပြီးဒီပြည်သူတွေဒီတကလုံးဝဒုက္ခရောက်အောင်လုပ်ဖို့လားဆိုတာပြန်တွေးမိပါတယ်ဒီအခြေအနေတွေရှိနေပါတယ် နောက်ဆုံးတစ်ချက်နေတယ်ဒီအချိန်နေဒီအားလုံးရဲ့ဘာသာရေးလူမျိုးရေးမိုင်းတွေကိုဆွဲတင်ပြီးဒီအချိန်နေအားလုံးရဲ့ဒုက္ခမလဲအနာတအဖြစ်တွေ့ရတာကရွန်ဂျာဒိသဖြစ်ပါတယ်ကိုသိမ့်မြတ် TM မှာလည်းပြောရတာကျွန်တော်တွေ့ပါတယ်သူမှသူပြောရတာလေအမတန်ပြည့်စုံလို့မဘာတာဆိုရဲဝိရဒူဦးဆောင်တဲ့ဗုဒ္ဓဘာသာအဆုံးရောက်တည်းဟာဒီရွန်ဂျာတွေကိုစစ်တပ်ကမတတ်တတ်အောင်လူမျိုးတို့မတတ်တတ်အောင်လှုံ့ဆော်တိုက်တွန်းသူဖြစ်ခဲ့ပါတယ် စစ်တပ်ကလည်းမဘာသားတွေကိုအာဏာအကျိုးစီးပွားအတွက်နဲ့အသုံးချပြီးမဘာသားတွေအလိုကျနှစ်ဖက်နှစ်ဦးနှစ်ဖက်အပြန်အလှန်ရ ेंजर တွေကိုတပ်ဖြတ်မှုတွေလူမျိုးလုံးတပ်ဖြတ်မှုတွေအိုးအိမ်ဆွတ်ခွာမောင်းထုတ်မှုတွေလုပ်ကုန်လုပ်ခဲ့ပါတယ်။ဘယ်တော့မှရ ेंजर တွေကိုစစ်တပ်ဟာအစ္စလမ်ဘာသာဝင်ကွာရ ेंजर မှမဟုတ်ဘူး။အစ္စလမ်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဝင်တွေအကြားထဲမှာအမြဲတမ်းသွေးခွဲတတ်ရှူရန်တိုက်ပေးလိရှိတဲ့ဖက်စစ်တပ်ဟာ ဘိန်းစတက်အစည်းအဝေးမှာဘင်္ဂလားကကိုယ်စားလှယ်နဲ့တွေ့ပြီးရွင်ဂျာ38000ကိုလက်ခံမယ်လို့ပြောတဲ့စကားဟာကျွန်တော်ထင်တာရွင်ဂျာတွေကိုခေါ်ပြီးစစ်မှုထမ်းခိုင်းမလို့လားလို့ကျွန်တော်စဉ်းစားမိပါတယ်။ဒါမှမဟုတ်နေပြည်တော်မှာခေါ်ထားမလား။ရခိုင်မှာထားလို့မရတော့ဘူး။အရခတ်တက်တော်အေအေခွင့်မပြုရင်ထားလို့မရဘူး။ခွင့်ပြုရင်ထားလို့ရတယ်။အရခတ်တက်တော်အေအေအချုပ်ချပိုင်တိုင်းဖြစ်သွားပြီရခိုင်ပြည်ရ။ရခိုင်ပြည်ရ။ ဆိုတော့အဲ့ဒီမှာထောင်ကျောက်အနေနဲ့အကိန်းစာရခိုင်ပြည်ကအာရခတ်တက်တော်အေရာရိုဂျာတွေကိုလက်မခံဘူးဆိုလေလူသားချင်းစာနာမှုကိုခွေးသားချင်းစာနာမှုလိုပြဿနာတွေရှိပါတယ်လက်ခံမယ်ဆိုရင်လေစစ်တွင်းကာလာဖြစ်တဲ့ conflict ပြပခါတွေဖြစ်ပေါ်ဇင်နိုင်တဲ့အတွက် fascist တက်ဟာသူအလုံးတရားမှနှစ်သက်လာပါတော့ဘာသာရေးလူမျိုးရေးတွေးခွဲမှုကြီးနဲ့သူတတလုံးကျူးလွန်ခဲ့တဲ့ရိုဂျာတွေကိုတတ်ဖြတ်လူမျိုးတုံးတတ်ဖြတ်ခဲ့တဲ့ကိစ္စကိုခွာချမတိကျင်အောင်ဆောင် မဟုတ်တလူလူကလင်စစ်ညန်းစင်နဲ့ရွင်ကြသသိန်း၈တောင်းကိုလက်ခံမယ်ဆိုတဲ့စကားပြောခဲ့တာဟာတော့ထပ်ပြီးရုပ်မာဖို့ကြံစီနေတာပါပဲလို့တူတူနဲ့လူရင်ပြောရင်တိုက်ရင်ကူကြကူရင်တိုက်ကြစစ်နိုင်မှငါတို့ပြည်သူကိုအပြစ်အဝကူညီနိုင်ကြလိမ့်မယ်ဒီနေ့တော့ဒီလောက်အားလုံးကျေးဇူးတင်